2025ခုနှစ်ဒေါ်လာ6ရက်နေ့တနင်္ဂနွေနေ့မနက်6နာရီဂျိုရူကပေးပို့တဲ့တိုင်းတာကြံများနဲ့မြန်မာနိုင်ငံယာစီကတုတက်ရောက်မှုများကိုကျွန်တော်တို့ဆက်လက်ခံမှန်းလေ့လာကြမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့လေ့လာနေကြလေစီးကြောင်းတိုက်ခတ်မှုကိုကြည့်တဲ့အခါမှာဆိုရင်မုတ်တုံလေဟာတနာရီမိုင်30နဲ့ဆက်လက်အားကောင်းကောင်းနဲ့မြန်မာပြည်တောင်ပိုင်းကို ဖြတ်တိုက်သလိုပဲတချို့နေတွေဟာမြမာပြီးအလဲပိုင်းတဲ့ကိုကိုယ်ပြီးတော့တက်သွားတာတွေ့ရမှာဖြစ်ပါတယ်ဒီရဲ့အတွက်ကြောင့်မလို့လေကိုယ်သွားတဲ့နေရာတွေမှာစုံကျဲမိတဲ့နေရာတိုင်းမှာဆိုရင် လေပြင်တိုက်ခတ်မှုတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်အထူးသဖြင့်လာမဲ့၃-၄ရက်အချိန်မှာဆိုရင်မြေဆိုင်တိုက်ခတ်မှုကြောင့်မြန်မာပြည်အောက်ပိုင်းမှာ မိုးတက်လေပြင်ကြားရောက်ခြင်းနေကြုံနေရတဲ့အနေအထားတွေရှိပါတယ်။ဘာကြောင့်ကြုံရလဲဆိုတာကြည့်မယ်ဆိုရင်ဒါမဲ့သတင်းနာလေးမှာဆိုရင် တနာယီမိုင်30တိုက်ခတ်နေတဲ့မုတ်တုံတွေဟာတနာယီမိုင်40အထိအနည်းငယ်ပြင်းထန်လာပြီးတော့တောင်တရုတ်ပင်လယ်ဖိလစ်ပိုင်ကျွန်းစုနားမှာလေဆိုင်ဝဲတစ်ခုစတင်ဖြစ်ပွားနေတာကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ ဒီလေစီးကြောင်းရဲ့ပေ9000เมตรကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပေ9000เมตรရဲ့လေစီးကြောင်းอ่ะဆိုလို့ရှိရင်တော့တနာယီမိုင်90ကျော်လုံးတယ်မြမာပြည်တောင်ဘက်ချမ်းကိုဖြတ်ပြီးတော့ဖိလစ်ပိုင်ကျွန်းစုပင်လယ်ထဲမှာ꿰ပြီးတော့တောင်တရုတ်ပင်လယ်ပတ်လို့ပဲမြမာပြည်မြောက်ဘက်ချမ်းတွေကိုတိမ်နေ꿰ဝင်လာနိုင်တဲ့အနေအထားတွေရှိပါတယ်ထို့အတူပဲ ဘင်္ဂလားပင်လယ်ကတိုက်ခတ်တဲ့နေရာလဲမြန်မာပြည်လယ်ပိုင်းတခြားလုံးကိုတက်ပြီးတော့မြန်မာပြည်အနှံ့ပြားမှာမိုးရွာနဲ့နေနေတာရှိပါတယ်။ဘယ်လိုမိုးတွေရွာမလဲဆိုတာကျွန်တော်လေ့လာမယ်ဆိုရင်ပထမဦးဆုံးမိုးရွာမှုတွေလေ့လာဖို့အတွက်ဘင်္ဂလားပင်လယ်မှာရှိနေတဲ့တိမ်များကမြန်မာပြည်ဝင်တဲ့အခြေအနေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့မနေ့ပိုင်းမှာတိမ်နှိမ့်နေမြန်မာပြည်တဲကို စတင်ဝင်ရောက်သလိုပဲနေအပူချိန်ကြောက်မလို့မြန်မာပြည်အထက်ဖက်မှာတိမ်တောင်များ ဖြစ်ပေါ်လာပြီးတော့ပျက်စီးလက်ချင်းမိုးကြိုးပစ်ခြင်းများနဲ့မိုးရွာသွန်းနိုင်ပါတယ်။နေ့လယ်၁၂နာရီရောက်တဲ့ခါမှာဆိုလို့ရှိရင်တော့စောစောကပြောတဲ့တိမ်နေနေရဆိုရင်မြန်မာပြည်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးတော့နေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားလို့ကျွန်တော်တို့ ပနာမသုံးကတင်ပြလိုပါတယ်။ဒါမဲ့၉ရက်နေ့မှာလဲထုံနီး၎င်းမယ်။တောင်တရုတ်ပင်လယ်ကမုန်တိုင်းဆွဲအကြောင်းမလို့တိမ်နှိမ့်နေပုံမူပြီးတော့ဖြစ်ထွန်းပြီးတော့မြမာပြည်ပြည်ထဲကိုဆက်လက်တိုးဝင်နေတဲ့အနေအထားတွေကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်။ဒီကနေ့၈ရက်နေ့မှာတော့မြမာပြည်တောင်ပယ်ချမ်းကိုဖြတ်သွားတဲ့လေစီးကြောင်းအရမြမာပြည်တောင်ပယ်ချမ်းတနင်္လာရီတိုင်း ရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းမှာ နေရာကွက်ပြီးတော့မိုးများနိုင်သလိုပဲအလဲပိုင်းကိုဝင်သွားတဲ့လေစီးကြောင်းကြောင်းမလို့ပဲနေပြည်တော်မန္တလေးရှမ်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်တောင်ပိုင်းချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာနိုင်မှာလာမဲ့ကိုရဲ့နေ့ရောက်တဲ့အခါမှာတော့ပုံမူပြင်းထလာတဲ့လေစီးကြောင်းအတွက်ကြောင့်မလို့ ကနေ့နေ့တိုင်းမှာမိုးရေချိန်3.5လမအထိ24နှစ်အတွင်းစတင် ရွာသွန်းနိုင်တဲ့အနေအထားကိုကျွန်တော်တွေ့ရပါတယ်။ထို့အတူပဲကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းအတောင်ပိုင်း၊နေပြည်တော်မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့အထက်ပိုင်း၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်တို့ကလုံးမှာ နေရာကွက်ကြားမိုးများနိုင်တဲ့နေသားရှိပါတယ်။မိုးရေချိန်အပြင်1.4လမလောက်အထိ ရရှိနိုင်ရင်လို့ကျွန်တော်တို့ခံမှန်းပါတယ်။လာမယ့်၁၀ရက်နေ့မှာတော့ပို့ကိုအားကောင်းလာတဲ့လေစီးကြောင်းနဲ့မုန်တိုင်းပြည့်ရောက်မှုကြောင့်မလို့မြမပြည်တောင်ပဲချမ်းကတနင်္လာရီတိုင်းမှာဆိုရင်မိုးရေချိန်3.5လက်မလောက်ပြီးရွာသွန်းနိုင်တဲ့အနေအထားဟာအန္တရာယ်ရှိလာပြီလို့ကျွန်တော်တို့ပြောနိုင်ပါတယ်ထို့အတူပဲကရင်ပြည်နယ်မွန်ပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းထက်ပိုင် မကွေးတိုင်းမန္တလေးတိုင်းအရှိပိုင်းချင်းပြည်နယ်သခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အရေးလက္ခဏာတွေကျွန်တော်တို့စတင်ခံမှန်းတွေ့ရှိရပါတယ်။လာမယ့်၁၇ရက်နေ့မှာဆိုလို့ရှိရင်လည်းထုံနည်း၎င်းမယ်။တနင်္လာရီတိုင်းမှာအင်မတန်မှကြောက်မွက်ဖွယ်ရာမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်တယ်လို့ပဲကရင်ပြည်နယ်မှာမိုးသီးထန်စွာ ရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့ကွေဝနဲ့တိမ်မြေရာရခိုင်ပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းထဲမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးတဲပင်ပင်ပင်ရွာနိုင်တဲ့အခြေအနေရှိပါတယ်။ကျွန်တော်တို့ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့မုန်တိုင်းဆွဲအားနဲ့တွန်းပို့တဲ့ရေငွေ့ကြောင့်မလို့မြမပြည်မှာ ဘယ်လိုမိုးတီးထန်စွာရွာသွန်းနိုင်တယ်လဲဆိုတာကိုအသေးစိတ်လေ့လာပြတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ်။ပင်လယ်ပြင်ကရေငွေ့ထုတ်လုပ်မှု လေစီးကြောင်း ပို့ဆောင်မှုမြန်မာပြည်ကောင်းရောင်မှာရှိတဲ့ရေငွေ့ဖွဲ့နိုင်တဲ့နေရာတွေကို ကျွန်တော်တို့ခမန်းဆက်နဲ့တွက်ကြည့်တဲ့အခါမှာဆိုရင် ကျွန်တော်တို့ဒီကနေ့၈ရက်၉ရက်၁၀ရက်၁၁ရက်၁၂ရက်နေ့အတွင်းမှာဆိုရင် ဟောဒီအဝါရောင်ပြတဲ့ဒေသတွေဖြစ်တဲ့ကချင်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းတောင်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအရှိကြရခိုင်ပြည်နယ်အေရဝတီတိုင်းတောင်ပိုင်းရန်ကုန်တိုင်းတောင်ပိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ထပ်ပိုင်းတို့မှာမိုးရိပ်ကြီး6လမှနီးပါးရရှိနိုင်တဲ့အနေအထားရှိပါလေ မိုးပေါ်ကကြဆင်းလာနိုင်တဲ့မိုးရေတွေဟာမြေအောက်ရေစီးကြောင်းပိတ်ဆို့မှုကြောင့်မလို့ရုတ်တရက်ရေကြီးနိုင်တဲ့ရေရှမ်းနိုင်တဲ့အနေအထားတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်ရဆွဲမိမိတို့မိတ်ဆွေများကိုအကြောင်းကြားပေးကြပါထို့သဖြင့်မွန်ပြည်နယ်အောက်ပိုင်းတနင်္လာရီတိုင်းမှာဆိုလို့ရှိရင်မိုးရေရင်ဆက်လေးလက်မလောက်အထိရနိုင်ပါတယ်ကျွန်တော်တို့အသေးစိတ်များကိုဆက်လက်လေးပြီးတော့လေ့လာတင်ပြမှာဖြစ်ပါတယ် ျွန်တော်တို့ဒီကနေ့တင်ပြချက်တွေကိုဗီဒီယိုဖိုင်နဲ့ YouTube ကနေပြီးတော့မျှဝေပေးကြသလိုပဲမိမိတို့မိတ်ဆွေများအတွက် MP3 ဖိုင်နဲ့မျှဝေပေးနိုင်မှုတွေကိုသက်ထွေးနိုင် Telegram မှာဝင်ရောက်ပြီးတော့ဖတ်ကြည့်ကြဖို့ကျွန်တော်တို့အသိပေးလိုပါတယ်ကျေးဇူးတင်ပါတယ်